အားလုံးပဲမင်္ဂလာပါကျွန်တော်တို့ဒီနေ့အောက်တိုဘာ20ရက်နေ့ကဘာနောက်ဆုံးသတင်းတွေနဲ့တင်ဆက်ဆွေးနွေးကြရအောင်ပါဒီတစ်ခါကျွန်တော်တို့အဓိကဆွေးနွေးတံပြင်ရမယ့်ကိစ္စကတော့ Donald Trump ရဲ့ Malaysia ASEAN Christian ပတ်သက်ပြီးမှတင်ဆက်ဆွေးနွေးတော့မှာဖြစ်ပါတယ်အဲ့မှာမင်း online ကလည်းပါမလားမပါဘူးလားဆိုတော့ကအစမေခွန်းပေါင်းများဆိုတာရှိနေတယ်ပေါ့ဗျာဆိုတော့ပထမဦးဆုံးတေချာတာတစ်ခုက ဒေါ်နယ်ထရမ့်ကမလေးရှားရဲ့အာဆီယံခရီးစဉ်ကိုတွားမယ်ဆိုတာကတော့တေချာသွားပြီပေါ့နော်အတီးပြုခဲ့ပြီပြီအဲ့ဒါတော့တွားမှာတေချာတယ်ဆိုတော့ဒေါ်နယ်ထရမ့်ရဲ့ခရီးစဉ်ကဘာကြောင့်လဲဖာဇနောဒီအာဆီယံရဲ့စမစ်မှာ အမေရိကသမရရင်းတွားတာဆိုတော့ရှေရှားပါပါဖြစ်ဖြစ်တယ်ဒါကကျွန်တော်ထင်တယ်မှားတယ်ဆိုတော့ပြင်ပေးလို့ရတယ်ပေါ့ဗျာ ဒေါ်လာထရမ့်ရဲ့ပထမဦးဆုံးသောအာဆီယံရဲ့ခရီးစဉ်ဖြစ်လိမ့်မယ်ပေါ့ဘာကြောင့်ထရမ့်ကအခုနောက်ပိုင်းမှာအာဆီယံဖက်ကိုလှည့်လာပြီးမှစိတ်ဝင်စားတာလဲဒါတွေကိုကျွန်တော်တို့ဆွေးနွေးကြည့်အောင်ပါပြီးတော့တရုတ်အပေါ်မှာအခုလိုမျိုးထရမ့်ကအာဆီယံမှာလာတဲ့နေမယ်ဆိုတော့တရုတ်ဘွားရောဘာတွေတရုတ်ရဲ့လွှမ်းမိုးမှုကိုဘယ်လိုမျိုးချိန်ချောက်နိုင်လဲစသဖြင့်ကျွန်တော်တို့ဆွေးနွေးကြည့်အောင်ဒီတစ်ခါကတော့သုံးသက်ချက်ပါမယ်ပေါ့ဗျာ ော့သုံးသက်ချက်ဆိုတာကလူတိုင်းကလုံနိုင်ပါတယ်ကြီးစုသူမိတ်ဆွေကလည်းလုံနိုင်ပါတယ်စမားတယ်ဆိုတာမရှိဘူးမှန်တယ်ဆိုတာလည်းမရှိပါဘူးဒါပေမဲ့သုံးသက်ချက်လုပ်ကြည့်မယ်ပေါ့ဗျာဆိုတော့မင်းအွန်လိုင်းရောလားမလားဆိုတော့ဒီမင်းအွန်လိုင်းကိစ္စအရင်ဆုံးဆွေးနွေးကြည့်အောင်မင်းအွန်လိုင်းကစစ်လော်ဘီတွင်ကမနစ်တနေ့ကပြောထားတာပေါ့မင်းအွန်လိုင်းလေအာဆီယံရဲ့အစည်းအဝေးမှာတက်သွားဖို့ရှိတယ်ဇူမမပြောနေကြတယ်ပေါ့ ဒါပေမဲ့ဒီအောက်တိုဘာလ26ရက်26 28 26 and 28မှာကောလာပူမှာချင်းပါမယ်အစီအမတော့မတက်ရောက်ဘူးဆိုမှမလေးရှားရဲ့အစီအဥက္ကဋ္ဌကပြောတယ်ဆိုမှသတိမီဒီယာတွေမှာတက်လာတယ်ပေါ့ဆိုတော့အာဆီယံဥက္ကဋ္ဌကထိပ်ပြီးအစည်းအဝေးမှာတက်ဖို့ခေါင်းဆောင်တွေကိုဖိတ်ထားတဲ့လူတွေကိုပဲတက်မယ်တဲ့ ဆိုတော့မင်းအွန်လိုင်းကအဲ့ဒီ ASEAN ရဲ့ဥက္ကဋ္ဌကတက်ဖို့ရအတွက်ဖိတ်ထားတာမျိုးမရှိဘူးတဲ့ဆိုတော့အဲ့ဒီထိတ်တီးစီဝဲတက်ဖို့ဆိုတာက ASEAN ရဲ့ဥက္ကဋ္ဌဖိတ်မှမတရတာပဲမဖိတ်ဘဲနဲ့အခုထိတော့မရဘူးပေါ့ဆိုတော့အခုထိ October 26 28ဖြစ်နေတယ် ASEAN ရဲ့စီဝဲကဆိုတော့အခုထိတော့မင်းအွန်လိုင်းထားမှာအခုလိုမျိုးတက်ရောက်ဖို့ဆိုတာဖိတ်စာမရှိသေးဘူးဆိုပြီးမှမလေးရှားနိုင်ငံရှာရေးဝန်ကြီးဌာနက ပြောထားပါတယ်မလေးရှားနိုင်ငံရေးဝန်ကြီးဌာနကပြောထားပါတယ်ပေါ့နော်ဆိုတော့ဒီမယုံရင်တော့မလေးရှားရဲ့တရင်ဌာန straight term ကိုပဲတော့ဖတ်ကြည့်ပါ straight term မှာအဲ့လိုရေးသားထားပါတယ်ဆိုတော့တချို့လူတွေကမင်းအွန်လိုင်းတက်မယ်အဲလိုပြောကြတယ်ပေါ့ဆိုတော့မလေးရှားရဲ့တရင်တွေရဆိုတော့မင်းအွန်လိုင်းကတက်မှာမဟုတ်ဘူးဒါက short to the point ပြောပြတာပါပေါ့နော်ဆိုတော့ဘယ်လိုပဲဖြစ်ဖြစ် တက်မယ်ဆိုတော့ तू တက်တက်ကြမှာပဲ။အော်တက်ပြီးလို့ပြောရမှာပေါ့ကွာ။အခုလုံးလုံးစေတော့ဘာမှဖိတ်စာမရှိသေးဘူးလို့ပြောရမှာပဲပေါ့နော်။ Alright, that's not Donald Trump ဘာကြောင့်အာဆီယံကိုတက်သွားတာလဲ။ဒါလေးတွေကိုမပြောပြခင်မှာ Trump ကိုယ်တိုင်ကောဘာပြောခဲ့လဲ။သူ့ခရီးစဉ်နဲ့ပတ်သက်ပြီးမှကျွန်တော်ဒီမှာဗီဒီယိုလေးတစ်ချက်လောက်ပြမယ်ပေါ့နော်။ Hello guys ။ကျွန်တော်ရဲ့ YouTube ဗီဒီယိုလေးကိုလည်းတဘောချရဲဆိုတော့ subscribe လုပ်ပေးချင်အပြအပြလို့ရပါတယ်။ the parts. We did stop the parts actually when they did the initial. Set. That's a big. They closed down over 400 of their airplanes. But we don't want to do that. But we have a much simpler thing. If they don't, if we don't make a deal, we'll charge them a very substantial tariff, and they'll be paying us hundreds of billions of dollars a year, which they're basically paying right now. Uh, we have presidents that allow China and other countries get away with murder. We're not going to allow that, but we're going to have a fair deal. I want to be good to China. I love my relationship with President Xi. We have a great relationship. I believe after we leave South Korea, we'll be there together. we thought that would be a good place to meet. And we're going to be meeting. I'll be in Malaysia. I'll be in Oh, Trump got Malaysia. Tawapu to got debut Navy. So South Korea, ma. Donald Trump ne tamra asishing penga တွေ့ဆုံပွဲရှိမယ်စီးပွားရေးကိစ္စနဲ့အခွင့်အကိစ္စနဲ့အတိုင်းပင်ဆွေးနွေးမယ်ထရမ့်ကတော့ကျွန်တော်တို့ဆောက်ကိုရီးယားကိုထွက်တာနဲ့ချက်ချင်းတရုတ်နဲ့အမေရိကန်ကြားအဆင်ပြေဖို့ပဲမျှော်လင့်နေတယ်တဲ့တကယ်လို့များအဆင်မပြေခဲ့ဘူးဆိုရင်လည်းရတယ်တဲ့တရုတ်အပေါ်မှာပဲကျွန်တော်တို့စီးပွားရေးလမ်းကြောင်းပိတ်ဖို့ပဲတဲ့155 tariff ကောက်မယ်တဲ့ so 155တရားနဲ့55 tariff ကောက်တာဆိုတာက ဒါအမှုကြီးနဲ့ပြောတာပါအချမ်းကြီးနဲ့ပြောရမယ်ဆိုတော့ခမားတို့နဲ့စီးပွားရေးမလုပ်ချင်တော့ဘူးဆိုတဲ့ကိစ္စနဲ့ပတ်သက်ပြီးမှပြောသွားတာပါဆိုတော့ Trump ကပြောနေတယ်တရုတ်ကကျွန်တော်တို့ကိုမေရှားတပ်တုနဲ့ချင်းချောက်နေတယ်ပေါ့ပြောလာတယ်ဆိုအခု Trump ကပြောတာနော် South Korea မှာ South Korea မှာ Trump ကတရုတ်သမ္မတနဲ့တွေ့မှာနော်စီးပွားရေးကြောင်းဆွေးနွေးမှာနော်အဲ့ဒီနောက်ပိုင်းမှာ Trump ကပြီးသွားပါလေမလေးရှားအာဆီယံကိုသွားပါ yeah we'll be there together um, we thought that would be a good place to meet and we're going to be meeting I'll be in Malaysia I'll be in Japan I'll be in a couple of others we'll be sort of doing a little bit of a tour I've been invited to go to China and so ဒီမှာပြောချင်တာက Trump ကမလေးရှားကိုသွားမယ် မလေးရှားသွားပြီးတဲ့နောက်ပိုင်းမှာသူကဂျပန်သွားမယ်ပေါ့ဂျပန်သွားမယ်အဲ့မှာဂျပန်ကိုသွားပြီးမှပဲဒီထရမ့်ကဆောလို့မယ်ပေါ့ဒါဆိုတော့ okay ကျွန်တော်တို့မင်းအောင်လှိုင် sorry Donald Trump Donald Trump မလေးရှားသွားမယ်အဓိကအကြောင်းရင်းကိုကျွန်တော်တို့ကြည့်ကြည့်အောင်ပါပထမအဓိကအကြောင်းရင်းပေါ့နော်အဓိကတော့ဒီအာဆီယံရဲ့ဒေသဆိုင်ရာ မူဝါဒနဲ့စီးပွားရေးကွေးပြားမှုကို Trump ကထိန်းချုပ်နိုင်အောင်လွှမ်းမိုးနိုင်အောင်သူကသွားမှာပါဒီ ASEAN ရဲ့ထဲမှာနော်ရင်းနှီးမြှုပ်နှံမှုကိစ္စတွေညင်စီးပွားရေးလုပ်ငန်းတွေကိုလည်းအဲ့ဒီကိစ္စတွေနဲ့ building up လုပ်ဖို့သွားနေတာဆိုတော့အမေရိကန်အနေနဲ့အရှိတောင်အာရှနိုင်ငံအကြမ်းမှာဆက်ဆံရေးကိုအရင်တုန်းကမဟုတ်တော့ဘဲနဲ့တဖန်ပြန်လည်ပြီးမှပဲတည်တံ့ခိုင်မဲအောင်ဘူမိုမင့်တီအောင်အခုလိုမျိုး Trump ကအရှိတောင်အာရှရဲ့ ခရီးစဉ်ကိုသွားတာဖြစ်တယ်။ဒါကစီးပွားရေးမြင်းနဲ့လည်းကြည့်လို့ရတယ်။နိုင်ငံရေးမြင်းနဲ့လည်းကြည့်လို့ရတယ်။နိုင်ငံတကာဆက်ဆံရေးမြင်းနဲ့လည်းကြည့်လို့ရတယ်။ပြီးတော့တရုတ်ဂျပန်အိန္ဒိယစတဲ့အာရှနိုင်ငံတွေနဲ့လေ T20 ဆွေးနွေးပွဲအခွင့်အလမ်းကရှိလာတယ်ပေါ့ဒီအာဆီယံမှာလေဆိုတော့အထူးသဖြင့်ကျွန်တော်တို့ပြောပြရမယ်ဆိုတော့နေဆက်ဒေတာနဲ့ပိုင်းဆိုင်ရာနဲ့ပတ်သက်ပြီးမှလည်း Trump ကအသွာချင်တယ်ဒီ South Asia ကအမေရိကအထက်လည်းအရင်ရည်ကြီးတာကိုဒီ ။ဘာလဲပထဝီနိုင်ငံရဲ့အတွက်ပေါ့နော်။ဒါရင်းအလုံးစသဖြင့် Trump ကအတော်မှဖြစ်တယ်။ဒါဆိုရင်တော့ကျွန်တော်တို့ဆွေးနွေးကြည့်အောင် Trump Trump ကအခုလိုမျိုးမလေးရှားကိုတွားချင်တာဖြစ်အာဆီယံရဲ့စီဝေးတက်ချင်တာဖြစ်တရုတ်အတွက်ဒါစူးကျူးဖြစ်စေလာပေါ့။တရုတ်အတွက်စူးရင်စရာကောင်းလာပေါ့။ဒါရင်းမေခွန်းရှိနေတယ်ကြတာကတော့ကျွန်တော်တို့စာရင်းကိုဖတ်ပြီးမှဒီချွန်ချင်တူရင်းရဲ့အဆူအရပေါ့ဗျာ ဒါကတရုတ်ရဲ့လွှမ်းမိုးမှုအပေါ်မှာချင်းချောက်မှုတစ်ခုဖြစ်နိုင်တယ်ဆိုမှတော့ပြောနေကြတယ်နော်ပြောနေကြတယ်ဆိုတော့ဘလူပြုံးဘလူပြုံးနေကြလဲဆိုတော့ပထမဦးဆုံးကျွန်တော်တို့အရင်ဆုံးသွားရအောင်အမေရိကကအခုလိုမျိုးအာဆီယံရဲ့စမစ်မှာအာဆီယံစီဝေးကြီးမှာတက်ရောက်တာဆိုတာကထူးထူးခြားခြားဖြစ်လာတယ်ဘောရင်တော့အမေရိကကအာဆီယံရဲ့စမစ်တက်တာအသိပြီးစိတ်ဝင်စားတဲ့ထဲမှာမပါဘူးဒိုနယ်ထရမ့်ရဲ့တမိုင်းတစ်လျှောက်မှာလေဒီဒုတိယအကြိမ် ထမကြိမ်တုန်းကလည်းအစီအမသွားဘူးအခုဒုတိယကြိမ်မှာပဲသူသွားလာတယ်ဒုတိယအကြိမ်မှာပါဘလို့သွားလာတယ်ဆိုတော့တရုတ်ရဲ့ from မှုကအာဆီယံပေါ်မှာအရန်များလာတာကဘာကြီးကိုလက်ချမ်းကွေးတယ်လို့မြဖြစ်တော့တာပေါ့ဗျာမမိသေးလာတော့မသိဘူးဒီတရုတ်နဲ့ US အခြားကကုံတွေးရေးစပွဲကြီးစတင်ကလေးကနဲ့တရုတ်ကအာဆီယံခရီးစဉ်သွားနေတာမမိသေးလားအရှခရီးစဉ်သွားနေတာ ပြီးတော့မနေ့တနေ့ကလူခင်းတဲ့တပတ်တုန်းကပေါ့တရုတ်ရဲ့စစ်အားပြပွဲမှာလေအာရှနိုင်ငံတော်များများကိုတရုတ်ခေါင်းဆောင်ကဖိတ်ခေါ်ထားတာဒီဘလူးပြောလဲဆိုတော့ကဲအာရှနိုင်ငံတွေ US နဲ့မပေါင်းနဲ့ကျွန်တော်တို့တရုတ်နဲ့ပေါင်းပါကျွန်တော်တို့တရုတ်ကနိုင်ငံရေးလက်တင်ငင်လေစီပွားရေးလက်တင်ငင်တယ်စစ်ရေးတဲ့အင်အားတောင့်တင်းနေတယ်ဆိုတော့ကျွန်တော်တို့တရုတ်ကပဲအာရှကိုတာဝန်ယူပေးလို့ရတယ် ဆိုအာရှနိုင်ငံတွေအနေနဲ့ US ကိုတွားပြီးမှပေါင်းစရာမလိုဘူးဆိုမှတရုတ်နိုင်ငံရဲ့ရှီရှင်ပင်ကလွန်ခဲ့တဲ့တလားလောက်မှာပဲသူပြောသွားတာနော်အချိုင်းနာဒီအမီလီတရီပရေလိုတို့ကမှတ်မိသေးလားကျွန်တော် YouTube ကြည့်တဲ့လူတွေအားလုံးအကုန်လုံးမှတ်မိပါပါအဲ့ဒီတော့ကရုရှားသမ္မတလေးခေါ်နေတယ်အိန္ဒိယလေးခေါ်နေတယ်တောင်ကူတဲ့သမ္မတတော်ခေါ်သေးတာမှတ်မိသေးလားတော့မသိဘူးအေးပြော့ထရမ့်နဲ့ကိုယ်တိုရေးစပွဲစကြရကနဲ့ အာရှနိုင်ငံကိုသွားပြီးမှပဲကျွန်တော်တို့တရုတ်နဲ့ပဲစီးပွားရေးလုပ်ကြပါစို့မှစီယုံနေတယ်ဆိုတရုတ်နိုင်ငံကအာရှရဲ့နိုင်ငံတော်တော်များများသွားပြီးမှစီယုံပြီးပြီတမရရှိရှိပင်ကအခုကဒိုနယ်ထရမ့်ကဖြစ်လာတယ်ဒိုနယ်ထရမ့်ရဲ့အလေဖြစ်လာတယ်ထရမ့်ကလည်းအဲ့ဒါကိုတည်လာတယ်ဟွန်းတရုတ်ကြီးကအာဆီယံကိုသွားပြီးမှပဲတော်တော်လေးလွှမ်းမိုးလာတာတရုတ်ကြီးကအာဆီယံကိုသွားပြီးမှပဲမြူဆွေပြီးမှသူ့သူ့ဖက်ပါလာအောင်မြူဆွေပေးခဲ့တယ်မြူဆွေခဲ့တယ်ပေါ့ ဆိုကဘာချီကနှချမ်းကွေးတယ်လို့မျိုးဖြစ်တော့မယ်အာဆီယံအာဆီယံကဘာပေါ်တော့ဟောဖက်ကကဘာလိုမျိုးနော်ဒီအနောက်နိုင်ငံနဲ့ရှေ့နိုင်ငံနဲ့ဆိုလိုမျိုးကွေးသွားတယ်လို့မျိုးဖြစ်သွားတာပေါ့အဲ့ဒါကို US ရဲ့ politics တမရီကလည်းတည်နေတယ်ပေါ့ဆိုအခုလိုမျိုး Trump နဲ့အာဆီယံခရီးစဉ်သွားတာကအမေရိကဟာအရှိတောင်အာရှဒေသကိုပြန်သတိထားလာတယ်ပေါ့ဟွန်းမဖြစ်တော့ဘူးအမေရိကကအရှိတောင်အာရှဒေသကိုလက်လျူရှုလာကြာပြီပေါ့ဗျာ အခုဆိုတော့အမေရိကကအာဆီယံကိုသွားတာကအမေရိကအနေနဲ့အာဆီယံရဲ့အရှိတောင်အာရှအရှိတောင်အာရှဒေသကိုပြန်သတိရပါတယ်ဆူတဲ့ဒီအထာနဲ့သွားလာတာပါဆိုတော့ဒါကြောင့်တရုတ်နိုင်ငံဟာဆိုတော့တို့တူတီတော့တက်ရောက်နိုင်တဲ့နေမျိုးမဖြစ်တော့ပဲအမေရိကနဲ့ပြန်ဆိုင်ရမယ့်အခြေအနေအခြေအနေမျိုးတစ်ခုဖြစ်လာနိုင်တယ်เนาะအရင်တော့ကဒီကျွန်တော်တို့အရှိတောင်အာရှမှာတရုတ်နိုင်ငံကပဲကြီးနေပေးခဲ့တာခွာ ီယိုနိုင်ငံတူထဲကပဲကျွန်တော်တို့ကိုလွှမ်းမိုးခဲ့တာအုပ်ချုပ်ခဲ့တာကန်တွင်ခဲ့တာကွာအခုကအမေရိကမှာအရှိတော်အာရှမှာဝင်လာတဲ့ခါကျတော့တီယိုနိုင်ငံအတွက် ပြန်ဖြစ်ဖြစ်လာပြီပေါ့ဗျာဆိုတော့ဒါကတီယိုအတွက်တတော်လေးကိုဒီသူ့ရဲ့လွှမ်းမိုးမှုမှာအချင်းချုပ်စာတစ်ခုဖြစ်လာတယ်နံပါတ်2အစိုးရနံပါတ်1မှာနံပါတ်2မှာကြည့်ရအောင်နံပါတ်2ကအာဆီယံနိုင်ငံတွေမှာတရုတ်အပေါ်ရဲ့တဘောထားတွင်ကလည်းပြောင်းလဲနိုင်ချေရှိတယ်တဲ့ဥပမာ ျွန်တော်ဗီယက်နမ်နဲ့ဖိလစ်ပိနဲ့မလေးရှားတို့ထိုင်ဝမ်တို့ဂျပန်တို့ချိနေမယ်ဆိုတော့အဲ့ဒီသူတို့ရဲ့နေမယ့်ကိစ္စမှာရှိနေတဲ့နိုင်ငံတွေကတရုတ်နဲ့လည်းတိုက်ပြီးတိတ်တာမဟုတ်ဘူးသူတို့ကလည်းမနေ့တနေ့ကလည်းဗီယက်နမ်နဲ့တရုတ်တော်ပြည်နာတက်သေးတယ်ဒီမှာမှုရှိတယ်လို့ပြောနေကြတယ်ခွာဒါမဲ့ဗီယက်နမ်နဲ့တရုတ်ကတော့သူတို့အချင်းချင်းကွန်မြူနစ်နိုင်ငံချင်းချင်းဆိုတော့ပြန်တက်အောင်လို့ဖြစ်ရှင်းမှာပါဒါမဲ့မလေးရှားတို့ဖိလစ်ပိနို့ချမ်းနဲ့ဂျပန်တို့ရဲ့တော့ တေးဖို့တော့ခက်နေတယ်နေမေကိစ္စနဲ့ပတ်သက်ပြီးမှခဏခဏရန်တွေစနေကြတယ်ဆိုတော့ဆိုတော့အခုလိုမျိုး Trump လာတာနဲ့အတူ America ကိုပဲပူမူပြီးမှယုံကြည်လာနိုင်ခြေရှိတယ်ဘာဖြစ်လို့လဲဆိုတော့ Trump ကဒီအရှိတောင်အရှာတွေနဲ့အလုံးလုံးချင်းတဲ့အကြောင်းတွေပြောလာမှာလေစီးပွားရေးအကြောင်းတွေနိုင်ငံရေးအကြောင်းတွေနိုင်ငံတကာဆက်ဆံရေးအကြောင်းတွေနေဆက်ကိစ္စအကြောင်းတွေကိုပြောတော့မှာ Southeast Asia ကိစ္စနဲ့ပတ်သက်ပြီးပြောပါလေ South China Sea နဲ့ပတ်သက်ပြီးမှစသဖြင့်ပြောတော့မှာ ဆိုအေရှနိုင်ငံတော်တော်များများကအမေရိကမှာအရင်တုန်းကအထက်ပူမူပြီးမှယုံကြည်မှုပူများလာနိုင်တယ်။အရင်တုန်းကအမေရိကရဲ့သမရတွေကအရှိတောင်အရှမှာသွားပြီးမှဆက်ဆံရေးမှမလုပ်တာ။အဲ့ခါကျတော့အရှိတောင်အေရှသမားတွေကအမေရိကအပေါ်မှာယုံကြည်မှုကအလျှော့ချသွားတာပေါ့ဗျာ။ဒါကတော့မထူးဆန်းပါဘူး။အခုထရန့်ကိုယ်တိုင်သွားမှဆိုတော့အမေရိကအပေါ်မှာယုံကြည်မှုကိုပူမူကြီးမားလာနိုင်စေတယ်။ဒါကလည်းမထူးပါဘူး။ဒါကြောင့်တရုတ်ကအပြစ်အဝမပြီးခူတော့ဘဲနဲ့ မျှတစွာနဲ့ဆက်ဆံလာတဲ့ဆက်ဆံလာနိုင်တယ်ပေါ့အခုခါကျွန်တော်တို့အိရှအတတော်မြတ်မြတ်ကတရုတ်ကိုပဲအပြစ်အဝမိခူထားခဲ့တာပေါ့ဗျာဆိုတော့အခု Trump ကအသွားမယ်ဆိုတော့တရုတ်ကိုအပြစ်အဝမမိခူတော့ဘဲနဲ့မျှတစွာပေါ့တော့သူတို့ကဆက်ဆံနိုင်ချေရှိတယ်ဒါကလည်း US အတွက်အခွန်လမ်းဖြစ်တယ်လို့တရုတ်အတွက်လည်းချိန်ချောက်မှုတခုဖြစ်လာတယ်ပေါ့နော်ဆိုတော့ဒီအရာတွေကတရုတ်အတွက်အာအနေငယ်အနေငယ်တော့စူးရင်စရာကောင်းပါတယ်အများကြီးတော့စူးရင်စရာမကောင်းပါဘူး ဒါပေမဲ့တရုတ်နိုင်ငံရဲ့လွှမ်းမိုးမှုကအနည်းနဲ့အမေအနည်းနဲ့အများတော့အစိုးရစာကောင်းတဲ့တစ်ခုပါနံပါတ်3ကြည့်ရအောင်နံပါတ်3ကတရုတ်ရဲ့အစီအမံကိန်းမှာ Belt and Road Initiative ရှိတယ် Belt and Road Initiative Project ရှိနေတယ် So Trump ကအခုလိုမျိုးတရုတ်ရဲ့ Belt and Road Initiative Project ကိုမချိုက်သူတူပါ Trump ဆိုတဲ့လုံးဝမချိုက်ဘူးတရုတ်ရဲ့ Belt and Road Initiative ကတော့ဒီမှာကြီးရှိသူပြည်သက်တော်တော်များများတိရှိနားနေပြီးသားဖြစ်ပါလိမ့်မယ်ကျွန်တော်တို့မြန်မာနိုင်ငံကလည်းဖောက်ပြီးမှသွားတာလေ မြန်မာနိုင်ငံကလည်းပေါ့ပြီးမှအိန္ဒိယဟိုးကဘာကူလေးပေါ့အောင်တရုတ်ကလုတ်လုတ်နေတာအထူးသဖြင့်ကျွန်တော်တို့မြန်မာနိုင်ငံပေါ့နော်ဒီဟိုင်းနန် province ကနေမန္တလေးတိုင်းကနေအဲ့လိုမျိုးတွားရမှာဆိုတော့ဒီ sorry ကျွန်တော်ဒီတရုတ်ရဲ့ project balance road initiative ကို Trump ကလုံးဝမချိုက်သူတရုတ်ဖြစ်တဲ့အတွက်ကြောင့် America အနေနဲ့ ASEAN စီးပွားရေးပူပေါင်း ပူပေါင်းမှုပေါ့ပူပေါင်းမှုအစ်စ်တစ်ခုပေါ်လာရင်တော့ဒါကတင်းရောတတော့ဝဆူရင်းစရာကောင်းတစ်ခုဖြစ်လာတယ်အမေရိကကလည်းခုအာဆီယံမှာလာတယ်ဆိုတော့အလကားတက်လာတာမဟုတ်ဘူးကွာအပြိုပါလာတာမဟုတ်ဘူးကွာနိုင်ငံတကာဆက်ဆံရေးအရာရေးစီးပွားရေးအရာရေးနိုင်ငံရေးအရာရေးနှခုစုံပေါင်းပြီးမှလာတာကွာဆိုအမေရိကကလည်းလာပြီးမှအာဆီယံကိုစီးပွားရေးကမ်းလှမ်းမှာပဲကဲကျွန်တော်တို့ကဒီဟာပူရှိတယ်ဒီဟာပူရှိတယ်ကမ်းလှမ်းမှာပဲ ဆိုတော့တရုတ်ရဲ့ BRI ပုံမှာယုံကြည်မှုတွေကိုလည်းရှော့သွားနိုင်ချက်ရှော့သွားနိုင်တယ်ပေါ့နော်ဆိုတော့ဒါဆိုတော့တရုတ်ရဲ့နိုင်ငံ Belt and Road Initiative ကပြတ်သွားနိုင်ချေရှိလားမရှိပါဘူးတရုတ်ကတော့သူ့ရဲ့ project ကိုအောင်မြင်အောင်လုပ်မှာပဲအရင်တုန်းကလည်းစာချုပ်တွေထူပြီးသားဆိုတော့ကျွန်တော်မြန်မာနိုင်ငံကလည်းငင်းလို့မရဘူးဥပမာကွာကျွန်တော်မြန်မာနိုင်ငံတာနိုင်ငံပြောင်းသွားမယ်အစူရပြောင်းသွားမယ်ဆိုတော့တမျိုးပေါ့အခုလက်ရှိအခြေအနေမှာ တရုတ်နိုင်ငံနဲ့မြန်မာနိုင်ငံက Belt and Road Initiative နဲ့ပတ်သက်ပြီးမှဆားချုပ်ထူပြီးသားဆိုကျွန်တော်တို့ကတော့ပြီးမှမမနဲ့ဖြတ်ဖြတ်လို့မရတော့တော့ဆိုအရှိဒီတရုတ်ရဲ့ project ကတော့အနေဒီအနေနဲ့အမြန်ပေါ့နော်သွားမှာပါဒါပေမဲ့ Trump ကအခုလိုမျိုးလာတဲ့ခါကျတော့သူ့ရဲ့တရုတ်ရဲ့စီမံကိန်း BRI ပေါ်မှာယုံကြည်မှုတွေကလည်း short short သွားနိုင်တယ်နေသွားနိုင်တယ်ပေါ့နော်ဆိုတော့ဒါကြောင့်တရုတ်ရဲ့နေမည် ထူးချင်းမှုဝါဒလို့ခေါ်တာဒါကပြပါစွန်းတော့ be bad and no initiative ကတရုတ်ရဲ့နေမည်ထူးချင်းမှုဝါဒလို့ခေါ်တယ်ပေါ့နော်ဆိုတော့ဒါတွေအနည်းငယ်ကိုထိခိုက်နိုင်ခြင်းရှိတယ်အများကြီးတော့မထိခိုက်ပေမဲ့အနည်းငယ်တော့ထိခိုက်နိုင်ခြင်းရှိတယ်တရုတ်ကြီးကတော့နေမည်ထူးချင်းမှုလို့တာဒီချက်ကြီးမှာသူလေအရန်လိမ်မာပါနေတယ်ဆိုတော့စီပွားရေးအရာဖြစ်ပဲသူကအလုပ်နေတာတနည်းအားဖြင့်ပြောရမယ်ဆိုရင် economic colony လို့ပြောရမှာပေါ့နော် ဆိုအရင်တုန်းကကော်လိုနီခက်တုန်းကကျွန်တော်တို့ဂျပန်တရားတစူတော့ခင်ဗျားတို့တည်ပြီးသားနော်ကော်လိုနီခက်တုန်းကမြန်မာနိုင်ငံကိုဘယ်လိုလိုအုတ်ချုပ်ခဲ့တယ်တင်ပိုက်ခဲ့တယ်ခင်ဗျားတို့တည်ပြီးသားအခုတရုတ်ကအဲ့ဒီကော်လိုနီရဲ့ style ကိုတုံးနေတာပြယုတ်ရဲ့ style ကကော်လိုနီ style နေချက်မူဝါဒတုံးနေတာဒါပေမဲ့လက်နက်အားဖြင့်မတုံးမှုသူကငွေချေးအားဖြင့်တုံးနေတယ်တရုတ်ကလည်း နိုင်ငံတိုင်းမှာသွားပြီးမှကဲမင်းတို့လိုအပ်ချက်ကျွန်တော်တို့ဖြီးပေးမယ်လှုပ်ပေးမယ်နော်တံတားဆောက်ပေးမယ်အိမ်ဆောက်ပေးမယ်ကားဆောက်ပေးမယ်အဆောက်အုံဆောက်ပေးမယ်ဆောက်ပေးမယ်ဆိုပြီးမှအကျွေးတွေပေးမယ်အဲဘာလဲအကျွေးတွေချေးမယ်ဘာလဲပတ်စံချေးမယ်ပေါ့ဗျာပတ်စံချေးမယ်အစသဖြစ်ပေါ့ဒါကအမျိုးဆုံးရှိတယ်ဒါကိုဒီ financial trap လို့ခေါ်တယ် debt trap လို့ခေါ်တယ်ပေါ့နော် debt trap ဘာလဲဒီအကျွေးမီးထောင်ချောက်လို့လည်းခေါ်တယ် တချို့လူက economic colonialism လို့ခေါ်တယ် is a form of economic colonialism လို့လည်းခေါ်တယ် so တရုတ်ကငွေချေးအဖြစ်နေချစ်ထူးနေနေမချေးသွားတာပေါ့ဗျာအရင်တော့ကခက်လို့လက်နဲ့ကြီးကြိုင်ပြီးမှနေမချေးပြင်မဲ့ငွေချေးအဖြစ် economic ကိုအသုံးချအဖြစ်တရုတ်ရဲ့နေမချေးမူဝါဒဆိုအဲ့ဒါ better initiative so to know မြန်မာနိုင်ငံသားတွေလည်းသတိထားပါ တရုတ်ကမြန်မာမှာလာပြီးမှယဉ်နေမြို့နိုင်မှုလို့လို့ဆိုတာတိတ်ပြီးပြုံမနေနဲ့သူကနေလာချေတာ economic app ကျွန်တော်တို့ကိုအကျွေးမီထောင်ချောက်အပိကြနိုင်အောင်တရုတ်ကထောင်ချောက်လာချတာအဲ့ဒီထောင်ချောက်ဒီမှာကျွန်တော်တို့ကမကြဘူးပဲအရေးကြီးနေတယ်ဆိုတော့မြန်မာနိုင်ငံသားရှစ်မှနေတယ်ဆိုတော့ speak up speak out လို့ပါတရုတ်ကိုမကြိုက်တဲ့အကြောင်း speak out လို့ပါ အဆူရတဲ့တယောက်ပေါင်းလာကိုမမချိုက်တဲ့အကြောင်း speak out လုပ်ပါတယောက်ကကျွန်တော်တို့ကိုအခွန်ခွာပြီးမှပဲစားဖူးလုပ်နေတာမြန်မာနိုင်ငံမှာတယောက်အခွန်ခွာပြီးတဲ့နေရာတော့အများကြီးရှိနေပြီအခွန်ခွာပြီးမှအတကုံစားတဲ့နေရာတော့အများကြီးရှိနေပြီဆိုတော့တယောက်ရဲ့ ideology ကငွေကိုအတုံးချပြီးမှနေချေလုပ်မယ်ဒါသူရဲ့နေချေမှုဝါဒဖြစ်နေတယ်ဒါကူပြစ်တဲ့တော်နေနဲ့လုံးဝမမေ့ကြပါနဲ့ဆိုမှဖာချင်ပါတယ်ဆိုတော့ နံပါတ်4ကပါလဲဆိုတော့တရုတ်နဲ့အမေရိကရဲ့ယဉ်ပြိုင်မှုကဘူမူပြီးမှတက်ကြွလာတယ်ပေါ့နော်ဘူမူပြီးမှတက်ကြွလာတယ်အရင်တော့ကအရှိတောင်အာရှမှာတရုတ်ကိုပြိုင်ဆိုင်မှုဆိုတော့မရှိပါဘူးတရုတ်ကပဲများသောအားဖြင့်အရှိတောင်အာရှကိုလွှမ်းမိုးပြီးမှတရုတ်ကပဲများသောအားဖြင့်အရှိတောင်အာရှကိုဦးဆောင်သွားတာပါဒါပေမဲ့အခုလိုမျိုး Trump ကအာဆီယံခရီးစဉ်မှာလာနေမယ်ဆိုတော့ Trump ရဲ့မူဝါဒကလည်းပါလာတော့မှာကိုဒီတိုင်းရဲ့လက်ကားချင်းလည်းလာမှာမဟုတ်ဘူးလေ ဒိုနယ်ထရမ့်ရဲ့မူဝါဒလေးပါလာမှာဆိုတော့သူ့ရဲ့မူဝါဒကိုတရုတ်ကိုမတက်မတောင်ထားရမယ်ဆိုတဲ့သဘောပါဆိုတော့ဒီနေရာမှာတရုတ်နဲ့အမေရိကအကြားယဉ်ပြိုင်မှုတွေဖြစ်လာတာချေရှိတယ်ဒါကြောင့်တရုတ်ရဲ့မူဝါဒကိုမတည်ငြိမ်မနဲ့မတက်မတောင်ထားတော့မှာဒိုနယ်ထရမ့်ရဲ့မူဝါဒကလည်းမိတ်ဆက်လာတော့မှာဆိုတော့လေဆိုတော့ဒီစမစ်မှာအမေရိကနဲ့တရုတ်နှစ်နိုင်ငံ တက်ရောက်မှုအတွက်ယင်ပြိုင်မှုကိုပုံမပင်းထန်လာမှာတော့တေချာတယ်ဒါကတော့တေချာပဲထရမ့်ကလည်းယင်တို့ကခယူမဆိုင်ခဲ့ဘူးတဲ့အမေရိကကယင်တို့ကတိတ်ခီအာယုံမထားခဲ့ဘူးတဲ့အာဆီယံကြီးအခုကမျက်နှာလာလှေ့လာတယ်ကဲကျွန်တော်တို့အရှာဖူသွားမယ်မျက်နှာလှေ့လာတယ်အရှာဖက်ကိုရည်တည်လာတယ်တေချာတာကတော့တရုတ်နဲ့အမေရိကနှစ်နိုင်ငံကြားထဲမှာယင်ပြိုင်မှုပဲဒါကလုံးဝယင်ပြိုင်မှုပဲအနောက်နိုင်ငံကလည်းတည်လာတယ်ဩဒီတိုင်း လွတ်လို့မရဘူးအရှိတောင်အိရှမှာဒီမိုကရေစီနိုင်ငံတွေအများကြီးရှိနေတယ်ကွမ်မြူနစ်နိုင်ငံဆိုတာဗစ်နမ်ပဲရှိတယ်ကွာအတနည်းပြောရမယ်ဆိုတော့ကျန်တဲ့တနိုင်ငံတနိုင်ငံရှိရှိအောင်မှာအများသောအဖြစ်တော့ဒီမိုကရေစီနိုင်ငံနဲ့ပဲတွန်းနေကြတော့တာအရှိတောင်အရှမှာပဲဆိုတော့ဒီဆန်ဒီမိုကရေစီနဲ့ဆန်ချုံဆန်ချင်းဆန်နုံတူနေတဲ့နိုင်ငံနိုင်ငံတွေကြားနေမှာပဲဆက်ဆံရေးတွေပူကောင်းတာလူလာကြတယ်စီးပွားရေးတွေပူကောင်းတာလူလာကြတယ် ဆိုတော့အခုလိုမျိုး US ကလာပြီးမှပဲသူ့ရဲ့မူဝါဒတွေကို introduce လုပ်မှာတော့အရှိတောင်အရှိအတွက်တော့စိတ်ဝင်စားစရာလေးခေါင်းတယ်ပေါ့ကျွန်တော်မှငားမှာကျွန်တော်တို့အဲ့ဒါပေါ့နော်ဆိုတော့အဲနံပါတ်၄နံပါတ်၄နံပါတ်၄လောက်မပြောပြတာပါဆိုတော့ဒါတွေအားလုံးကတရုတ်အတွက်ချိန်ချောက်မှုကြီးတွေဖြစ်နေတယ်ဆိုတော့ကျွန်တော်တို့အချင်းချင်းပြန်ပြောရမယ်ဆိုတော့တရုတ်အတွက်ဒီ ASEAN Summit ဟာတတိထားဖို့လိုအပ်တဲ့အကြောင်းအရာတစ်ခုပဲဖြစ်လာပါတယ် ကျွန်တော် Trump ရဲ့ပြန်ဝင်လာခြင်းကြောင့်တရုတ်ရဲ့ဒေတာအတွင်းမှာလည်းတယောက်မှုရှိပါတယ်။ Bell and Row ရဲ့မူဝါဒကအစပေါ့နော်။ပြီးတော့နေမီသက်ဆိုင်ရာနေမီသက်ဆိုင်မှုတွေမှာလည်းအနည်းငယ် Trump ဒီတရုတ်ကပြန်လို့ဆုတ်သွားနိုင်တယ်။ဒါက Trump ရဲ့ဝင်လာခြင်းရဲ့အနှစ်သာရဖြစ်သွားတယ်ပေါ့။ဆိုတော့နောက်ဆုံးအကြောင်းပြောချင်တာကတော့တရုတ်နဲ့အမေရိကယင်ပြိုင်မှုဟာ ဒီအရှိတောင်အာရှဒေသအတွက်အကျူးရှိတယ်လို့ပြောနိုင်ပေမဲ့တချို့နိုင်ငံတွေအတွက်တော့ညှိနှိုင်းဖို့ပုခက်ပါလိမ့်မယ်ဒါကတော့ဥပမာဗီယက်နမ်လို့ပြောရမယ်ဆိုပါဆိုဗီယက်နမ်ကလည်းရှိပေါ်ရရအမေရိကန်နဲ့တည်ပါတယ်ဒါပေမဲ့တချို့လူတွေကတရုတ်မှတရုတ်ပဲဆိုပြီးမှလည်းအာရှိပြီးသားနိုင်ငံတွေလည်းရှိတယ်ပေါ့ဗျာဆိုတော့တချို့နိုင်ငံတွေအတွက်တော့ဒါကညှိနှိုင်းဖို့ဆိုတာခက်ပါလိမ့်မယ်ဒါပေမဲ့များသောအားဖြင့်တော့ထရမ့်ရဲ့လာလာကတော့တရုတ်အတွက်တော့စင်ကာပူအကြီးမားဆုံးတစ်ခုပါဆိုတော့ဒီအကြောင်းအရာလေးကိုခင်ဗျားတို့အနေနဲ့ ဘလို့သဘောရလဲဘလို့တွေ့လဲ comment မှာလည်းပြောကြည့်ပါအောင်ဆိုတော့ကျွန်တော်တို့ရဲ့ YouTube ကိုလည်း like and share လုပ်ပေးကြပါအောင်ပေါ့နော်ဆိုတော့ဒီလိုအာနောက်ထပ်တရုတ်နဲ့ပတ်သက်ပြီးမှအရှိတောင်အာရှနဲ့ပတ်သက်ပြီးမှ Trump ရဲ့ပါဝင်မှုနဲ့ပတ်သက်ပြီးမှသူတို့ရဲ့တိတိတွေရှိတယ်ဆိုတော့ဒီ YouTube ကလည်းပဲချက်ချင်းပြန်တင်ပေးမယ်ပြီးတော့အရှိတောင်အာရှရဲ့ summit မှာလည်း Trump ကဘာတွေပြောခဲ့မှာလဲအဲ့ဒါတွေကအစကျွန်တော်ပြန်တင်ပေးမယ်ပေါ့နော်ဆိုတော့ October 26ကနေစမှာ 26ကနေ28ကနေစမှာ26 28နဲ့စမှာဆိုအဲ့ဒီမှာ Trump ော Trump ကသူ့ရဲ့ speech မှာကျွန်တော်တို့နားထောင်ရမှာပေါ့နော်သူ့ရဲ့မူဝါဒချပြမှာလားအာရှကိုဘယ်လိုပြောမှာလဲအစားတဖြစ်ပေါ့ဆိုတော့ဒီနေရာမှာတခြားရုရှားတို့အိန္ဒိယတို့ဖိတ်ထားတော့ရှိပြီတရုတ်လာမလားမလာဘူးလားဆိုတော့မသိသေးဘူးပေါ့ဆိုတော့တခြားနာကတော့ဒီ Donald Trump ရဲ့အာရှရဲ့ခရီးစဉ်မှာတရုတ်ကိုဘေးချိုက်ပြီးမှတနည်းအားဖြင့်ပြောရမယ် ်ရန်ရဲပြောရမယ်ဆိုတော့တရုတ်ကိုဘေးချိုက်ပြီးမှ US ကိုပဲအစားထူးပြီးမှ US ရဲ့သွမ်းမှုမှုတဖန်ပြန်လေပြီးမှပဲအာပြန်လို့ချင်တာလည်းပြပါတယ်ပေါ့ဆိုတော့ဒါတွေအားလုံးကတရုတ်တော်လုံးဝစင်ခုံမှုကြီးတစ်ခုပါဒါတော့ပြောလို့ဒါကတော့လုံးဝတိချရတယ်ပေါ့နော်โอเคဆိုတော့ကြည့်ရှုသူအနေနဲ့ရောဘလူးသုံးသက်ချက်လုံပါလေဘလူးလည်းပေါ့နော်ဘလူးဘလူးသဘောရတယ်ဒါတွေ comment ချက်ပါဘာ by the way ကျွန်တော်ကို coffee way တိုက်ရှင်တဲ့လူတွေရှိတယ်ဆိုတော့ဒီမှာကျွန်တော် comment out မှာ link လေးချထားပေးတယ်เนาะ။အော်ကျွန်တော် computer တွေမီးခဏခဏပြတ်နေလို့ကျွန်တော်တော့ဒီဒေါ်လာတစ်စီပို့မယ်နဲ့စီပို့မယ် bank လေးပေးပါအောင်ဆိုတော့တောင်းတဲ့လူတွေရှိနေတယ်။ကျွန်တော် bank တော့မပို့ပေးမယ်။မှာ coffee link လေးချထားတယ်။ coffee link လေးမှာကျွန်တော် video ကိုသဘောကျတာဆိုတော့အဲ့ဒီ link လေးမှာပဲသွားပြီးမှ coffee way ပေးလို့ရတယ်ပေါ့နော်။ Thank you so much for watching beautiful people. I love you guys. Take care. God bless. ကျွန်တော် နေ့လေမှာပဲတခြားကပသတင်းတွေနဲ့တင်ဆက်ဆွေးနွေးသွားမှာဖြစ်ပါတယ်ပေါ့နော်ခုလိုမျိုးကြည့်ရှုအားပေးနေတဲ့ပြည်သက်အားလုံးပေါ်မှာလည်းကျေးဇူးတင်တယ်ကျွန်တော်တို့ရဲ့ဗီဒီယိုလေးကိုလည်းသဘောကျတယ်ဆိုတော့